်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DBBU မြန်တန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်နဲ့စစ်တွေမြို့နယ်တို့ကို နိုဝင်ဘာလ18ရက်တရက်ထဲမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၅ကြိမ်အထိပြုလုပ်ခဲ့တယ်လို့အရခတ်တက်တော် AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်ကြောက်ကလေးကျေးရွာကို နိုဝင်ဘာလ18ရက်နေ့လယ်12နာရီခွဲမှာပေါင်900ဘုံနှလုံးကျဲချခဲ့တယ်လို့လက်တင်ကျေးရွာစာတင်ကျောင်းကလည်းနေ့လယ်12နာရီခွဲနဲ့12နာရီ39မိနစ်မှာလဲဂျက်ဖိုက်တာတစ်စီးနဲ့အသေးခံ drone တစ်စီးအသုံးပြုပြီးထပ်မံလေးကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့တယ်လို့အရခတ်တက်တော် AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီလက်တင်ကျေးရွာစာတင်ကျောင်းဘုံကျဲတိုက်ခိုက်ခံရမှုမှာ ကျောင်းသားကျောင်းသူတွေကိုအချိန်မီကာကွယ်နိုင်ခဲ့ပေမဲ့စာသင်ကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ကျောင်းနှင်းရှိတိရစ္ဆာန်တချို့ထိခိုက်သေးဆုံးခဲ့တယ်လို့ပြောထားပါတယ်။ဒါ့အပြင်စစ်တွေမြို့နယ်အမြင့်ကျွန်းတံတားနီးပတ်ဝန်းကျင်ကိုနိုဝင်ဘာလ18ရက်ညနေ၄နာရီခွဲမှာ Wild Travel ရင်းနဲ့ဘုတ်အလုံး60ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ညနေ၈နာရီ18မိနစ်ခန့်မှာလဲကြောက်ပြူမြို့နယ်မင်းရကျေးရွာနဲ့တန်ချောင်းကျေးရွာအနီးတို့ကိုလက်ချောင်းပုံကျဲတက်ခတ်ခဲ့သလိုဇင်ချောင်းကမ်းခြေမှာရှိတဲ့စစ်ကောင်စီရဲတပ်ကနေလက်နက်ကြီးပြက်ခတ်တက်ခတ်ခဲ့တယ်လို့အေအေရထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီတက်ခတ်မှုတွေအတွင်းအထူးခတ်အသေးပြောက်ဇင်းတွေကိုမသိရသေးဘဲနောက်ဆက်တွဲကိုထုတ်ပြန်မယ်လို့ပြောထားပါတယ်ရှင်။ တအန်းတက်မတော်ကစစ်ကောင်စီကိုမူကုန်းမြို့တဲခေါ်သွင်းလာမဲ့အကြောင်းအသိပေးပြောဆိုလာတယ်လို့ဒေသတော်လှန်ရေးအင်အားစုတွေကဆိုပါတယ်ဒီသတင်းကိုသူတချန်သာပေးပို့ထားပါတယ်ရှင်တအန်းတက်မတော် DNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မန္တလေးတိုင်းမူကုန်းမြို့တဲခေါ်သွင်းလာမဲ့အကြောင်းဒေသတော်လှန်ရေးအင်အားစုတွေကိုအတိအလင်းပြောဆိုထားတယ်လို့မူကုန်းသူပိတ်ခေါင်းဆောင်ကအတည်ပြုပါတယ်နိုဘမ15ရက်နေ့ကတရုတ်ပြည်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ DNL တို့ရဲ့အစည်းအဝေးပြီးမှဒီသတင်းစကားထွက်ပေါ်လာတာပါ DNL ကနိုဘယ်မှာ29ရက်နေ့နောက်ဆုံးထားပြီးမိုးကုံမြို့ကနေထွက်ခွာမှာဖြစ်တဲ့အတွက်နိုဘယ်မှာလက်ကုံမိုင်းမှာစစ်ကောင်စီပါတခါတည်းမိုးကုံမြို့လည်းဝင်ရောက်လာမယ့်အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီးတော်လိုင်းအရာစုတွေအကျဉ်းချုပ်ဆွေးနွေးကြဆဲဖြစ်ပြီးဘလို့ရှေ့ဆက်မယ်ဆိုတော့ဆုံးဖြတ်ချက်တော့မထွက်လာသေးပါဘူး။ဒီကြားတော့ပဲဆိုတာဒီဘက်ကကျွန်တော်တို့အင်အားစုတွေကို TNL ရခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်လို့အတိအလင်းပြောတယ်။တော်တော်ခက်ခဲတာပေါ့။သူကိုယ်တိုင်စစ်ကောင်စီကိုခေါ်သွင်းပြီးတော့မှစစ်ကောင်စီရောက်ပြီးအခြေချပြီးဆိုမှသူကပြန်ဆုတ်ပါမယ်လို့အဲ့ဒီလိုပြောတာပေါ့နော်။ သူတို့နဲ့စစ်ကောင်စီနဲ့ကြားမှာတော့သူဆက်ဆံရေးယုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမှာတင်တယ်တခုရှိတာကကျွန်တော်တို့ကလောရကန်ရအရန်ခတ်သွားတာပေါ့နော် DNL နဲ့လည်းကျွန်တော်တို့ကမဟာမိတ်ကမပြတ်ချင်ဆိုတော့တစ်ဖက်မှာလည်းစစ်ကောင်စီကိုကျွန်တော်တို့ကဒီမျိုးတွေမဝင်ရေးဆိုတဲ့ဟာရှိတာပေါ့လောရကန်ကတော့တော်တော်ခက်တယ်ကြာပေါ့တော်လေးအရာစုဘက်ကတော့ဟိုကျွန်တော်တို့ အများကြီးတိုင်ပင်ကြတော့ဆွေးနွေးကြတော့ချင်းကျင်နေကြတော့ပေါ့နော်တစ်ဖက်မှာလည်းမဟာမိတ်ပေါ့နော်မိုးမိတ်ကတော့ဘာပဲပြောပြောကျွန်တော်တို့ကျောင်းသားတက်မတော်နဲ့ကြံရကူမယ်ဆိုတော့တစုံတရာအားရှိတယ်ပေါ့နော်မုတ်ကုတ်ကူရောအကေစစ်ကောင်စီပြန်မဝင်လာရေးပေါ့နော်ဘလို့မဟာမိတ်တွေကကုညီကြမလဲပေါ့နော်ကိုညီနိုင်မလဲပေါ့နော်ကျွန်တော်တို့ဘက်ကရောဘာပြင်ဆင်ထားဖို့လိုသလဲပေါ့စသဖြင့်တော့ဒီဘက်မှာတော့အခြေအနေကျွန်တော်တို့တိုင်ပင်နေကြပါလေဗျဟုတ် ဒီအချိန်နဲ့ပတ်သက်ပြီး TNL ပြောရေးဆိုခွင့်ရှိသူကို DVB ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။မိုးကုံမြို့နဲ့မူမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနည်းကြော်ကြာမှပြန်လည်လက်လွှဲရမယ့်အခြေအနေဖြစ်လာတာပါ။တပိတ်ချင်းခရိုင်မိုးကုံမြို့နဲ့နေမြင့်ချင်းဆက်ဆက်နေတဲ့တပိတ်ချင်းမတရားဆင်ကူနယ်တွေအကုန်လုံးမှာစစ်ကောင်စီကစစ်ရေးအသာစီးပြန်ယူနိုင်ဖို့ကြိုးစားနေပါတယ်။ မိုးကုံမြို့ကိုပြန်မွေငယ်မှာပတ်ချလိုက်မြို့နယ်တွေကိုပါပြူဟာတကြပြန်ထိန်းချုပ်နိုင်မှုစစ်ကောင်စီကပြင်ဆင်နေတာဖြစ်ပါတယ်။မထင်မှတ်တဲ့လမ်းကြောင်းဆိုတာကတော့တို့ကလောလောဆယ်မရီယာနဲ့မြောက်ချမ်းနဲ့ရှင်းမြောက်ချမ်းမှာစစ်ကြောင်းနှစ်ကြောင်းရှိတယ်ဗျ။မရီယာနဲ့မြောက်ချမ်းကတန်ဃာတောင်ရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေခြေရိုးနှကန်းတိုင်းအနောက်ထိုးပြီးမှကျင်းရွာဘက်ကနေမြောက်ထုံမဲ့တကြောင်းရဲ့လို့ကျွန်တော်သုံးသပ်တယ်။နောက်တကြောင်းကကြာဆယ်တော်ဘက်မှာရောက်ရှိနေတဲ့ကြောင်းကဆယ်တော်ဘက်ကနေနောက်ကားလမ်းတိုင်းဆင်းလာပြီးလို့ရင်ကိုးပြုံဘက်ကနေတောင်ကျင်းတိုင်းမြောက်ထုံမဲ့ဆိုရင်လည်းရတယ်ဗျ။အဲအဲ့လိုနှစ်ကြောင်းတော့ကျွန်တော် ရှိထားတယ်လို့တရင်ရသိထားရတယ်။ကားလမ်းကြောင်းတိုင်းမထိုးပဲအတန်းထိုးမယ်ဆိုရင်တော့အဲ့လိုအကြောင်းတွေတော့ရှိတယ်ဗျ။ကျေအစိုးရကမြောက်ပိုင်းမဟာမိတ်တွေကိုဇက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမျိုးကိုကုကန်တက် MNDA ကပြန်လက်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကနောင်ချိုတီဘောကြောင့်မဲတို့ကိုဆက်ပြီးလက်လွတ်ခဲ့ရပါတယ်။ အခုမိုးကုတ်မိုးမိတ်တို့ကပါမြောက်ပိုင်းမှာမိတ်တွေကဆက်လက်လွတ်ရရင်ဒေါ်လန်ဤတစုံလုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဒေါ်လန်စစ်အတွက်လူငယ်တပ်သားတွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်မှုကြိုးစားခဲ့ပါတယ်။ကျွန်တော်သုတချန်တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြုတ်ချခံဝန်ကြီးချုပ်ရှက်ခါစီနာဟာပြီးခဲ့တဲ့နှစ်ကအကြောင်းသားတွေဥဆောင်တဲ့အုံကြွမှုကိုပြင်းပြင်းထန်ထန်နှိမ်နင်းဖို့မိတ်ပေးခဲ့လို့အပြစ်ရှိတယ်လို့တရားရုံးကဆုံးဖြတ်ပြီးမျက်ကွယ်သေးတဲ့ချမှတ်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ18ရက်ကမြို့တော်ဓာကာမှာဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။ရဲနဲ့စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကိုအစိုးရအဆောင်အုံနဲ့တရားရုံးဝန်ထမ်းမှာတာဝန်ချထားခဲ့ပြီးမြို့တော်နဲ့တခြားအဓိကမြို့ကြီးတွေမှာလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဇူလိုင်လ15ရက်ကနေဩဂုတ်လ9ရက်အထိဆွေရစန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့တနက်နေ့ပစ်ခတ်မှုကြောင့်အများစုပါဝင်တဲ့လူပေါင်း1400အထိသေဆုံးပြီးလူထောင်ပေါင်းများစွာဒဏ်ရာရခဲ့တယ်လို့ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်ကခန့်မှန်းထားပါတယ်ဒါဟာ1982ခုနှစ်လွတ်လပ်ရေးစစ်ပွဲနောက်ပိုင်းဘင်္ဂလားဒေ့ရှ်မှာဆိုယာဇုံနိုင်ငံရေးအကြမ်းဖက်မှုလည်းဖြစ်ပါတယ် အသက်88နှစ်အရွယ်ဝန်ကြီးချုပ်ဟောင်းဟာစီနာဟာလှုပ်ဆောင်မှုတပြတ်မှုတွေအတွက်အမိတ်ပေးမှုနဲ့အုံကြွမှုတွေအတွင်းရက်ဆက်ကြံကြုတ်မှုတွေကိုကာကွယ်ဖို့ပြက်ကွက်မှုအပါအဝင် စွဲချက်၃ခုနဲ့အပြစ်ရှိကြောင်းတွေ့ရှိခဲ့တယ်လို့တရားသူကြီးဂိုလန်မော်တူဇာမူဇန်ဒါကပြောပါတယ်ဟာစီနာကသူ့ကိုပြစ်ဒဏ်ချမှတ်ပြီးတဲ့နောက်တရားရုံးကိုလိမ့်လေလှည့်ဖြားထားတဲ့ခုံရုံးအဖြစ်ဆွဆွဲပြီးတရားရုံးဆုံးဖြတ်ချက်ကိုပယ်ချတယ်လို့ညညာချက်ထုတ်ပြန်ခဲ့ပါရှင်။ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်ပါရှင်